ကဒိုင်မိုဟတ်ဒါနဲ့ဒိုင်မို free ယူတာကိုခိုခဲကြကြတိကြပြီလားဟုတ်ပါရဲ့အခုချိန်ဒီကွာတော်တော်များများကအလင်ခံနေရလုံးမယ်ဘလူးမိုးရဲ့အလင်ခံရတာလဲဆိုတော့ပတ်သက်အလင်နာမဟုတ်ဘူးကျွန်တော်တို့ရဲ့အချိန်တွေကျွန်တော်တို့ရဲ့ဒီ views တွေကွာကျွန်တော်တို့ရဲ့ gain account တွေအဲ့ဒါအပြင်ကိုမှကျွန်တော်တို့ရဲ့ personality တွေပေါ့ကွာကျွန်တော်ဘာကိုပြောနေတာလဲဆိုတော့ကွာအခုချိန်ဒီကို diamond hat လို့ရတယ်ဆိုပြီးထင်နေကြတဲ့လူတွေကအများကြီးပါအများကြီးကွာ ကျွန်တော်ဘာလို့အဲ့လိုပြောတာလဲဆိုတော့ကဘရိုးအနေနဲ့ဒီတိုင်းလေးပဲစဉ်းစားကြည့်ကွာသိလားသူတို့ရဲ့ mobile legend ရဲ့ company ကြီးอ่ะကွာလုံးဝအကြီးကြီးကွာအဲ့လိုအကြီးကြီးကွာလူရောက်ပေါက်ထောင်နဲ့ချီပြီးလုံးလုံးနေတဲ့ company တစ်ခုမှသွားပြီးတော့ဘရိုး YouTuber တယောက် I mean single YouTuber သူတယောက်တည်းလုံးနေတဲ့ YouTuber တယောက်ကသွားပြီးတော့ diamond နေ highlight လေးဆိုတာကဘယ်လိုမှမဖြစ်နိုင်ဘူးကွာဒါဆိုဘရိုးကမေးမှာပေါ့ YouTube မှာ diamond ခတ်လို့ရရဆိုပြီး video တင်တဲ့လူတွေကအယူတွေလာလို့မေးတယ်ဟုတ်ပါတယ်သူတို့ကစောက်ယူတွေပါခဏလေးခဏလေးရောကုန်မယ်ဘာလို့ဆိုတော့ diamond ခတ်တာနဲ့ diamond free ယူတာနဲ့ diamond free ယူ ူရယ်ဆိုတာကတက်တက်ဒါမှမဟုတ် free ယူရယ်ဆိုတာက mobile legend ကအဲ့ app တစ်ခုနဲ့ collaboration လုပ်ပြီးတော့ free ပေးကြွာအဲ့တော့ဒါမှမဟုတ်ဟတ်တာနဲ့ဒါမှမဟုတ် free ယူရာနဲ့ကိုသွားမရောလိုက်နဲ့ ကျွန်တော် diamond free ယူရဲ့ application တစ်ခုကျွန်တော်လုပ်ဘူးရဲအဲ့ဒါကတကယ်လေးရပါတယ်အဲ့ဒါအခုတော့မရတော့အခုအဲ့ update တော့ဝင်လို့မရပါဘူးအဲတော့ကကျွန်တော်ကိုယ်တိုင် diamond ရတာနဲ့ပဲကျွန်တော်က diamond free ယူလို့ရတယ်ဆိုပြီးတော့ကျွန်တော်ကိုယ်တိုင် youtube မှာ video တင်ခဲ့ပို့ရဲအဲ့ video ကလည်း views က1000 2000 1000 2000မဟုတ်ဘဲနဲ့တိတ်နေချီပြီးတော့ views တွေကျသွားခဲ့ပါတယ်အဲတော့လုပ်တဲ့လူတွေကလည်း like လုပ်ပြီးတော့တကယ်တော့ရခဲ့ပါတယ် i mean အချင်းအကက်တက်တစ်ခုတည်းပေါ့ကွာ အချိန်ကန်းတဲ့တစ်ခုကြော်လာတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ဒိုင်းမွန်နေဟာလဲဆိုပြီးတော့မွန်တိုဘက်ကကျွန်တော်တို့အကောက်ကိုဘန်းသွားတာမျိုးမဟုတ်ဘူးသူတို့ app ကိုတိုင်းဝါဝယ်လို့မရတော့တာဥပမာပြောမယ်ဆိုရင်အဲ့ဒါက mobile ledger က collaboration blog လောက်လာလာပါလာညာလာတော့ကျွန်တော်မသိဘူး app ကဝယ်လို့မရတော့ဘူးအဲ့ app ကတော့ကျွန်တော်မပြောချင်ဘူးနာမည်တော့မပြောတော့ဘူးတကယ်ငယ်ငယ်ချင်းတော့နာမည်သိရဆိုရင်တော့ပြောသွားလို့ရပါတယ်ကျွန်တော်တော့နာမည်ထွက်မပြောတော့ဘူးအဲ့ app ကကျတော့ Dynamic တကယ် free ယူလို့ရတဲ့ app ကကျွန်တော်တို့မဟုတ်ဘူး damage youtuber တွေလောက်မှအဲ့ app အကြောင်းပြောခဲ့ဘူးလေ အဲ့ဟာ diamond free อยู่တာကွာဟာတာမဟုတ်ဘူးဟာတယ်ဆိုတာကပစ္စည်းတစ်ခုကိုပိုင်ရင်တယောက်မတိပဲသွားခိုးတာ ਨੇ တူတူပဲကျွန်တော်တို့က diamond ဟတ်လိုက်တယ်ဆိုတာကို mode ဘက်ကမတိလိုက်တဲ့အခြေအနေတစ်ခုကိုကျွန်တော်တို့ကဟတ်လိုက်တာကိုကျွန်တော်တို့က diamond ဟတ်တယ်လို့ခေါ်တာကွာအဲ့တော့အဲ့လို mode ဟတ်တာကိုတာမန် youtuber တယောက်နေနေကွာဘယ်လိုမှဟတ်လို့မရဘူးကွာတိလားသူတို့ဘက်ကအဲ့ဒါတွေကို defend logo ကာကွယ်ဖို့အတွက်ကိုသူတို့ဘက်ကအဲ့ team တခုရှိပြီးသားအဲ့ဒါအပြင်ကမှသူတို့ကလူပေါင်းရာနဲ့ရှိပြီးထောင်နဲ့ရှိပြီးအလုပ်လုပ်နေတာကွာအဲ့ update ကိုအဲ့တော့ဘရိုရိုကဒါလေးအဲ့လိုမျိုး diamond ဖတ်လို့ရ တယ်ဆိုတဲ့ဗီဒီယိုကိုတွားကြည့်ပြီးသွားပြီဆိုကျွန်တော်တို့ဘာတွေဖြစ်လာမလဲဆိုတော့သူတို့ကအဲ့မှာ diamond hello ရရဲဆိုပြီးတော့ကျွန်တော်တို့ Chrome browser တွေက link တစ်ခုပေးမယ်ကွာအဲ့ link တွေကိုကျွန်တော်ကဝင်လိုက်မယ်ဝင်ပြီးတော့သူတို့ပြောတဲ့အကူကွာသူတို့ software လောက်တာသူတို့ကိုယ်တိုင်ရေးထားတဲ့ website တခုရှိမယ်ကွာအဲ့မှာ diamond ပုံတွေ skin ပုံတွေအများကြီးရှိမယ်ကွာအဲ့မှာကျွန်တော်တို့က diamond free ယူလို့ရရဲဆိုပြီးသူပြောတဲ့အတိုင်း live လုပ်မယ်ကွာ live လုပ်ပြီးတော့ကျွန်တော်တို့ကနောက်ဆုံးအချိန်တွေမှာကျွန်တော်ရဲ့ server ID တွေ gate ID တွေအနောက်ဆုံး မတိရဲ့လူတွေကိုပြောတာနော်မတိရဲ့လူတွေကတငငချင်းတို့ဂိမ်းကောက်ဖွင့်လာတဲ့ဂျီမေးတွေပါဆွပြီးထဲလိုက်ရောကွာဘာဖြစ်မလဲဆိုတော့ချက်ချင်းမဖြစ်ဘူးဘာလို့လဲဆိုတော့သူတို့ကတိတယ်ကွာတိတယ်ချက်ချင်းမလောက်ဘူးလွတ်ပေးထားလိုက်တယ်လွတ်ပေးပြီးတော့ဒိုင်းမွန်းတကယ်ထည့်ပေးလာဆိုတော့သူကဒိုင်းမွန်းကိုလည်းသူကချက်ချင်းမထည့်ပေးဘူး24 hour လို့48 hour လို့ကျွန်တော်တို့စောင့်ဆိုင်နေအဲ့ချိန်မှာပြည့်မဲ့ပုံစံမျိုးကျွန်တော်ကစောင့်နေတာပေါ့ကွာ အမှန်တော့မပြည့်ဘူးမပြည့်တဲ့အပြင်ကမှသူတို့ကကျွန်တော်တို့အကောက်ကိုလောရင်ဝင်ဖို့အတွက်အများကြီး process တွေလုပ်နေတာပြီးလည်းပြီးတော့ကျွန်တော်တို့အကောက်ကိုလောရင်ဝင်ပြီးတော့ကျွန်တော်တို့အကောက်ကိုယူသွားတယ်ကွာဘရိုကပြောကြမှာပေါ့အိန္ဒိယမှာဆိုရင်ငါက recover ပြန်ယူလိုက်မယ်ဟုတ်တယ်ဘရိုက recover ပြန်ယူလိုက်မယ်ကွာမှန်တယ် ဒါမဲ့ bro လိုမျိုး recover မယူတတ်တဲ့လူတွေ recover ယူမယ်ဆိုပတ်စံပေးရမယ်ကွာအဲ့ပတ်စံမတတ်နိုင်တဲ့လူတွေကြတော့ဘယ်လိုဆက်လုပ်မလဲဘာမှလုပ်လို့မရတော့ဘူးကွာအကောင့်ကြီးကိုပေးလိုက်ရမှာကွာအဲ့တော့ bro မင်းနဲ့မှတ်ထားမှာပါလဲဆိုတော့ကွာ mobile ledger ထဲမှာရှိတဲ့ diamond နေရကွာ player ပေါင်းတန်းနဲ့ချီပြီးတော့သုံးဆွဲနေတဲ့ diamond နေကွာ အဲ့ဒါကိုအယောင်းဝယ်လုပ်ပြီးတော့အဲ့ဒါက business တစ်ခုဖြစ်နေတာအဲ့ဒါကိုလူတယောက်ကဟန်လို့ရရဆိုပြီးလာပြောမယ်ဆိုရင်တော့ bro အနေနဲ့လုံးဝလိုက်ယုံပြီးတော့မလုပ်လိုက်ကြပါနဲ့ဘာလို့ဆိုတော့တကယ် youtuber တယောက်အနေနဲ့ဟန်လို့မရပါဘူးအကယ်၍သူတို့က professional hacking team နဲ့ဆိုရင်တော့မှဟန်လို့ရခဲ့တယ်ဆိုရင်တော့မှတစ်ရက်နှစ်ရက်ပဲအဲ့အကောင်လည်း ban ခံရမှာတည်ကြတယ်